dual shock absorber နဲ့ mono shock absorber dual shock ကပုံမှန်မော်တော်ဆိုင်ငယ်တွေမှာတွေ့နေကြ suspension တမျိုးပေါ့နော်မော်တော်ဆိုင်ငယ်တွေမှာ suspension စတုံးတဲ့အချိန်အစပြီးတွေ့ခဲ့ရတယ်ပေါ့နော် dual shock ကဒီဇိုင်းရိုးရှင်းတယ်သူနဲ့တွဲဖက်ရမယ့်အခြေစဉ်နဲ့ swing arm နဲ့ဒီဇိုင်းရိုးရှင်းသွားတာပေါ့နော် dual shock ကထောက်ရတာလည်းလွယ်ကူတယ်ဈေးသက်သာတယ် maintenance လည်းလွယ်ကူတယ်လုတ်အများကြီးတင်နိုင်တယ်ပုံမှန် speed တွေမှာ suspension အကောင်းအောင်လုတ်လုပ်တယ်အားနည်းချက်တွေက ဘယ်ညာနှစ်ဖက်ညီဖို့ချိန်ရတာနည်းနည်းခက်တယ် service လုပ်လို့ရှိရင်သူကနှစ်ဖက်လုံးလုံးမှာတင့်တော်တယ်ပေါ့နော် off road လိုလမ်းကြမ်းတွေမှာမောင်းလို့အဆင်မပြေဘူး suspension ကဆွဲရမ်းနဲ့ဓာတ်ရိုက်ဆက်ထားတာကြောင့်သူက suspension travel များတယ်ဆိုတော့လမ်းကကြမ်းလေ suspension ကကစားလေပဲအဲ့ဒီခါမှာ overheat ဖြစ်ပြီးတော့အတွင်းက piston တွေကျွတွေစားတတ်တာပေါ့နော်နောက်တစ်ခါက high speed မောင်းလို့မကောင်းဘူး high speed မောင်းရင် suspension က छ ုံးမွှင်းမှုမရှိပဲဟိုအရန်ခုန်တာတိတာလာပါတော့ နောက်ဆုံးတစ်ချက်ကအရေးကြီးတယ်အဲ့ဒါကိုွေးတဲ့အခါမှာလေးအန်ကအများကြီးယူလို့မရတာနဲ့ smooth မဖြစ်တာပဲဥပမာကျွန်တော်တို့ညာဘက်ကိုစောင်းပြီးကိုွေးလိုက်ရင်ညာဘက် shot ကနေဝင်သွားတယ်ဒါပေမဲ့ဘယ်ဘက်က shot ကသွားဆွဲဆန့်လိုက်လို့ဖြစ်သွားတာပေါ့နော်ဆိုတော့တိုင်ယာပေါ်တက်ရောက်တဲ့ဒီ weight ရဲ့ force ကလည်းသူက balance မဖြစ်တော့ဘူးအဲ့ဒီခါမှာတိုင်ယာနဲ့လမ်းမထိတွေ့တဲ့နေရာမှာလည်း smooth မဖြစ်တော့ဘူးပေါ့နော် high speed နဲ့ကိုွေးမှဆိုရင်အရန်အနေများတယ်အဲ mono shot အရခေါ်ကားရှော့ပေါ့နော်ကားရှော့ကို1983ခုနှစ်မှာဒီ Yamaha Motor Cross Bay မှာစတုံးတာတွေ့ခဲ့ရတော့ပေါ့နော်အဲ့ဒီနှစ်မှာပဲ Yamaha ရဲ့ပထမဦးဆုံး Motor Cross World Champion ဆုလည်းရရှိခဲ့တယ် Monoshock ရဲ့အာသာချက်က Suspension Travel နဲတယ်သူကလင့်တွေခံလိုက်လို့ရှိရင် Suspension Travel ကပိုနဲသွားပြီးတော့သူက Smooth ပိုဖြစ်သွားတယ်အဲ့ဒါကြောင့်ဒီအရန်ခုံပေါက်ပြီးမောင်းနေရတဲ့ဒီ off road bane တွေ motocross bane တွေမှာတွေ့ရတာများလာပါတော့ high speed မှာလည်းသူက stable ဖြစ်တယ်အကွေ့တွေမှာလည်း stable ဖြစ်တယ် smooth ဖြစ်တယ်အကွေ့တွေမှာစောင်းကွေ့တဲ့အခါမှာဒီတာယာပေါ်တက်ရောက်တဲ့ weight ကလည်း balance ဖြစ်တာပေါ့နော်သူကအဆန်နာကြနေတာ哦ဆိုတော့ rider အတွက်ထိုင်ရတာလည်းလွယ်ကူတယ် comfort လည်းဖြစ်တယ်အဲ suspension ချိန်ရတာလည်းလွယ်တယ်အားနည်းချက်တွေကတော့သူက maintenance ကိုမကြာခဏလုပ်ပေးရတယ်အဲ service လောက်ရတာခက်တယ်ဖြောက်ရတာခက်တာပေါ့နော်လောက်အများကြီးတင်လို့မရဘူးပြီးတော့ဈေးကြီးတယ် သူနဲ့ဆက်နွယ်နေတဲ့ဒီချက်စီတို့ဒီဆွင်အမ်တို့လည်းဒီဒီဇိုင်းရှုပ်ထွေးမှုတွေရှိတာပေါ့နော်အဲနီကုံချောက်ရရင်တော့ dual shock suspension ကပုံမှန်အင်စီးဆိုင်ကယ်တွေမှာတုံးတာများတယ် mono shock ကတော့ဒီ sport bike တွေလို high speed မောင်းရတဲ့ဘိန်းတွေ performance အုပ်စားပေးတဲ့ဘိန်းတွေနဲ့ဒီ off road ဘိန်းတွေမှာတွေ့ရတာပေါ့နော်